အီတလီအသင်းကြီးပြဂတူဆိုတာ2026ကမ္ဘာဖလားပြိုင်ပွဲမှာအီတလီအသင်းခြေစပွဲမအောင်မြင်နိုင်ငံကနေထွက်ခွာပြီးအခြားနိုင်ငံမှာတွားရောက်နေထိုင်မယ်လို့ပြောခဲ့ပါတယ်။ဂတူဆိုကရီမန်းထားတဲ့ပန်းနိုင်ရအောင်လုပ်နိုင်ရင်ကျွန်တော်ဂုံမြူခံရမှာပါ။ဒီလိုမှမဟုတ်ရင်တော့ကျွန်တော်ကအီတလီနိုင်ငံနဲ့ဝေးရကိုထွက်ခွာသွားမှာပါ။စပိန်နိုင်ငံမာဘယ်လာမှာနေထိုင်ဖို့ရှိနိုင်ပေမယ့်ဒီတဲ့ဝေးရကိုလည်းတွားနိုင်ပါတယ်။ဒီအကျိုးဆက်ကိုကျွန်တော်သိပါတယ်လို့ပြောခဲ့တာပါ။ 2006ကမ္ဘာ့ဖလားပြိုင်ပွဲမှာအီတလီအသင်းနဲ့ချန်ပီယံစုရောက်နိုင်ခဲ့တဲ့ကတ်တူဆိုဟာဂျွန်လာမှာအီတလီလက်ဝေးစင်အသင်းကိုနီးပြအသစ်ဖြစ်စတင်ကင်တွေ့ခဲ့တာဖြစ်ပါတယ်။ကတ်တူဆိုရဲ့လက်ထက်မှာအီတလီအသင်းဟာလေးဝဲစရိုက်နိုင်ပွဲရခဲ့ပြီးအနည်းဆုံး2016ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ပလေးော့ချန်ပီယံခွင့်ရဖို့တည်ချခဲ့ပါတယ်။အီတလီအသင်းဟာ2016ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုမှာထိပ်ဆုံးနေရာရပ်တည်နေတဲ့နော်ဝေးအသင်းနဲ့၃မှတ်အကွာအဆင့်နဲ့နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ အီတလီအသင်းဟာပြီးခဲ့တဲ့2018နဲ့2020ကမ္ဘာဖလားပြိုင်ပွဲတွေမှာခြေစစ်ပွဲမအောင်မြင်ခဲ့တာကြောင့်2026ကမ္ဘာဖလားပြိုင်ပွဲမှာခြေစစ်ပွဲထပ်ပြီးမအောင်မြင်မှာကိုစိုးရိမ်မှုတွေရှိနေကြတာပါ။အီတလီအသင်းကိုကင်တွဲရတာဖိအားတန်တွေခံစားရပေမယ့်ဂတူဆိုကတော့နိုင်ငံအသင်းကိုနီးပြရတဲ့ပေါ်ဂိုယူမီဒီယာလို့ပြောခဲ့ပါဗါးအီတလီအသင်းဟာနီးပြဂတူဆိုရဲ့လက်ထက်ကစားထားတဲ့၄ပွဲမှာ16ဂိုးသွင်းပြီးပေကို၅ဂိုးခွင့်ပြုထားတာပါ။အီတလီအသင်းဟာလာမယ့်နိုဝင်ဘာမှာ 2026ကမ္ဘာ့ဗလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွေဖြစ်မော်ဒိုဘာနော်ဝေသင်းတို့နဲ့ရှင်ပြရမှာဖြစ်ပါတယ်